ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြည်တန် channel လေးကနေစေဝင်စားပွဲတဲတဲ့ရင်ဖို့တတိတံဝေကရပွဲရာဖြည့်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့အချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမှာကတော့မုံစိုးညောင်ပင်ရွာရွာထိပ်စည်းရမှာယခုချင်းထိမကြည့်မလို့တည်တော့အစိတ်တော့တင်ခဲ့တဲ့ဒီမှာ9ရောက်လို့အမိရတဲ့စေဝင်စားပွဲ တရရင်ဘုံတရိတံဝေကရောက်ပေါ်ရာပြည့်ရမဇလန်ကောင်းလေးကိုတင်းဆက်ပြီးမှဖြစ်လို့ခံစားနားစင်အားပေးကြပါအောင်ခင်ဗျာညောင်ပင်ရောမကိုလောင်စီရမိုးစိုးညောင်ပင်လေးစိတ်မှာရေကဲကြောင်ဘုံတင်ထားသော စပိန်ကိုတွင်လို့တက်လာသူကိုတန်းကြောင်မှာဟိုးဟေးလိုက်ပြီးတော့ချွေရွှဲသားနဲ့ဖြစ်နေပါတယ်။စောင်းနေဖြစ်ပေမဲ့ဤကထန်တဖျားမရောက်ခင်မှာပဲ ကြဲကြဲတောက်ပူနေပါပြီ။နွေသည်သောရေခဲတို့ရေခဲကြောင်းများကိုစပင်းစည်းနဲ့ရွာစင်းတစ်လျှောက်လှစ်လဲရောင်းချတဲ့ကုတန်ကြောင်းမှာဒီကနေ့မှမျက်စိလဲလမ်းမပြီးမုတ်စိုးညောင်ပင်ရွာဘက်ကိုစိုက်စိုက်မြဲမြဲရောက်ရှိလာခြင်းဖြစ်ပါတယ်။နမေဆန်းဆန်းနဲ့မုတ်စိုးညောင်ပင်ရွာလေးကရန်ကုန်ဘုကိုးသွားတဲ့ကာလမကြီးရဲ့နေပြည်တော်ရှိတဲ့ရွာငယ်လေးတရွာဖြစ်ပါတယ်။ကာလနေပြည်လို့ဆိုတော့လေကာလနဲ့အတော်လေးလှမ်းနေသေးတာကြောင့် မျက်မှောက်ကြီးဘက်ကမျောပြီးတော့ကြည့်မယ်ဆိုရင်ပြက်ပြက်လေးသာမြင်ရပါတယ်။ထို့ပြင်တဝငမိုးကြီးချောင်းမှခွဲထွက်တဲ့ရိုးလက်လေးတစ်ခုကလည်းရွက်လေးကိုပတ်ခွေပြီးတော့စီစဉ်နေပြန်တယ်ရောမျိုးနဲ့အလံဝေးလွှင်းလာတော့ရွက်ငယ်စနေပုတ်လေးအတွင်ဆောင်းလို့နေပါတယ်။ပိုးစိုးညောင်ပင်တဲ့အနီးတစ်ဝိုက်မှာရှိတဲ့ရွက်နေ60များကတော့ညောင်ပင်တောင်းပိုးရင်ကလေးကိုကိုဝအဆရှိတဲ့ရွာလေးဖြစ်ပါတယ်။တရော်နဲ့တရော်ကူးတန်းကြပြီဆိုရင်တော့ဖုထေရွတ်တော့ ငှက်လင်းတာဖြစ်နေသောကြောက်ကြောလန့်ထက်ရိုးချောင်းကလေးတွင် ပေတောင်းလေးများနှင့်လွင်ထိုးသွားလာနေသောရေလန့်ခီးကိုသာအသုံးများကြပါသည်ရေခဲကြောင်တဲ့ကိုတန်ကြောင်ပါအခါတိုင်းဆိုရင်တော့ငွေမတက်မီရေခဲပုံထောက်ဝက်ကျူအောင်ရုံကုန်နေပြီဖြစ်တော့လေဒီနေ့တော့ဈေးဥတော်မှာပေါက်ဖြစ်နေလို့သပင်ကိုဥဒီယဝနေလာရင်ကမုတ်ဆိုးညောင်ပင်ရွာထိပ်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်ရွာဥထိပ်မှာရှိတဲ့ညောင်မုတ်ဆိပ်ပင်ကြီးကတော့အရေးကောင်းလာတယ် တွေ့လောင်းကြနေသောညောင်မိုးစိတ်ဖဖကြီးများကလည်းမိမိတို့တက်တန်းကိုလှစ်ဟပြနေတကယ်တို့ရှိနေပါတယ်ကြကြတောင်နေအောင်အောက်ကစပိန်ပြင်းနေလာသူကိုတန်ချောင်းပေါညောင်မရဲ့အေးကြီးကို တွေ့ရတဲ့ကဲအရေးခိုးအံ့လို့စိတ်ကူးမိပြီးညောင်မရဲ့အောက်ကိုစပိန်ကိုဝင်ထုံမောင်းညောင်မကြီးရဲ့နေပြီးရင်ခွဲစရက်လေးတွင်မှရေခင်းနဲ့ထွက်လာတော့လူတအုပ်ကို တွေ့လျက်လို့ကျွေးကနေမြေအောင်စပိန်ပရိတ်ကို အတင်းဆွဲအိုလဲရတယ်စပိန်ရှင်ကြောင့် လူမလည်းရှေ့ဘက်ကိုဟတ်ထိုးလိုက်ကြမတတ်ဟန်ချက်ပြတ်သွားတာကြောင့်ကျွင်းမီတို့သွားပြီးတော့ဟဲ့လူတွေစပိန်ကိုလည်းရှောင်းကြအောင်လေဗျာခမရတို့ကဘာတွေရေးကြည့်လာကြတာတော့တကယ်တို့ကိုတန်ချောင်းကခန့်ကောင်းကောင်းအော်လိုက်ရင်ကလက်ကင်ကိုထိမ့်ပြီး စပိန်ပေါ်မှာတတော်တော်ပါခုံချလိုက်ရပါတယ်စပိန်ရှိမှလူတစုကတော့အတန်ဆိုးလို့စိုးစင်းမြပြန်မပြူပဲညင်ပြီးတော့ရက်နေကြသဖြင့်ကိုတန်ချောင်းကဒေါ်ပေါ်ပေါ်နဲ့စပိန်ဘဲကို ကလင်ကနေမြောင်ခပ်ပြင်းပြင်းတစ်ချက်ဆွဲလိုက်ရင်လည်းမော့ကြည့်လိုက်တဲ့အခါမှာတော့မိမိရဲ့ရှိမှလူတစုမှရေဒီအရွှေသားနဲ့ယက်နေတာကိုတွေ့လျက်ပါတယ်အသေးချာကြည့်တော့မှမိမတွေကြီးဖြစ်နေပါတယ်ဘာရကြနေတော့သပင်တွေးကြီးမြတ်မှရေဒီကလည်းတစက်တစက်ကြာနေပါတယ်အော်မလေးကိုးရောက်တော့မှလားအတန်ငယ်ငယ်အရွယ်ကောင်းကောင်းမိမတယောက်ကတော့ကြက်တောင်စီနဲ့ကလေးမလေးကို ကလေးခွင့်ပြီးတော့ချီထားပါသေးတယ်။ကလေးကရေကြောင်ပုံးကိုလက်ညှိုးထိုးပြနေတာကြောင့်ဈေးဥတော့ပေါက်ပြီးဟဲ့လို့ဝမ်းသာအားရဖြစ်ပြီးစပိန်ကရီယာခုံမောင်းတိုင်းကျိုးနဲ့ချီထားတော့ရေကဲပုံးဘက်ကိုလှည့်ပြီးတော့အဖုံကိုဖွင့်ကောင်းရေကဲတို့မြက်ကိုလှမ်းပြီးတော့နှိုက်ယူလိုက်တယ်။ရေကဲတို့လင်းငါဆဲတို့ကိုငုံပြီးတော့နှိုက်နေရင်ကဘာနဲ့စမလဲ။တံမရပေါင်းလား၊နှုတ်အေးလား၊ပဲနဲ့လား။တုတ်ကဲတို့ပြောနေကြတဲ့စကားကနှုတ်ကနေအလိုလိုပေါ့ပေါ့ပေါ့ထွက်သွားပြီး ိုကိုမှတ်ပြီးတော့ရေခဲတို့မြောက်ကန့်ပြီးမှာတော့ဟမ်စောစောကသူ့ရဲ့မျက်စိအောင်မှရှိနေတော့လူအုပ်ကြီးဟာစုံစမ်းမြုပ်စာပြောက်ခွေတော့ပြီးတယောက်ကမှမတွေ့ရတော့ပါကိုတန်းကြောင့်တယောက်တည်တည်ငွေငင်းများတစ်ဖြန်းဖြန်းထလာပြီးဘေဘီကိုလှည့်ကြည့်နေရင်ကကောင်းမှသပင်တွေအလုံးထောင်းတက်သွားသလိုမှင့်တက်မိပြီးတော့ကြောင်ကြောင်ကြီးဖြစ်သွားပါတယ်ပြီးတော့မှအောင်မလေးပြန်လို့အတန်တကြီးဟိန်းထွက်လာပြီး နောက်ဘက်ကိုခန္ဓာကိုယ်ကိုတစ်စိချိုးလှည့်ပြီးညောင်မယောက်ကနေပြေးထွက်လိုက်ပါတယ်။ဟုံးကနဲ့နေအောင်တိုက်သွားတဲ့စပိမောင်အလဲလဲပြိုပြိုဖြစ်ပြီးအပုံပွင့်ထွက်သွားတော့ရေခဲပုံမှရေခဲချောင်းတွေပူပိလို့ပြန်ကျဲကုန်တော့ကိုလည်းကယူမဆိုင်နိုင်။ညောင်မင်းရိတ်မှဝေယဘက်စီကိုတော့မျက်စိကိုအတင်းမိတ်လို့အတကုံပြေးနေတဲ့ဆိုတော့အတိတရားကိုတော့ကုတန်ချောင်းတယောက်နောက်ဆုံးမှတ်မိလိုက်ပါတယ်။ အဖြစ်ကတော့အဲ့ဒါပါပဲဆရာရဲ့နေကလည်းနေဝင်တဲ့ဆိုတော့ပူသလားမမင်းနဲ့ဒီကြတဲ့စပိန်ကလည်းခီးဝေးကနင်းလာတာမလားနေပူပူမှာသွေးစူးစူးနဲ့အရန်ကာရောလန့်သွားရကသွေးဆောင်တက်သွားသလားမသိတာအသက်ကုန်ပြည့်လာရင်ကလေစင်နာရောက်မှဘိုင်ကနေပြည့်လဲသွားပြီးတော့အသက်ကုန်သွားတာပါပဲဆရာရဲ့မုံစိုးညောင်မင်းရွာကရရင်မှုရဲ့ပြောကိုကောင်းတဆတ်ညိနားထောင်ရင်းနဲ့ရွာမူလရန်ကျောင်းကျောင်းဆရာလေးကိုအောင်မွင်းက ိုင်မှုတို့ကဆိုင်ရာကိုအကြောင်းကြပြီးပြီလားတို့ကဲ့သို့သောမေးကိုလက်ကူရေစခန်းကိုတော့ဖုံးဆက်တရင်ပေးပြီးပြီဆရာလေးရဲ့သူတို့လာမှလုံတဲ့နာဆက်ပြီးတော့လောက်ကြမှာပေါ့တို့ကဲ့သို့လက်စိတ်ဘက်ကိုအသာလမ်းမျောခြင်းနဲ့ရိုင်မှုကဆက်ပြီးတော့ပြောပါတယ်ဒီလိုဆရာလေးရေကျို့တို့ရမှာအရင်ကဒီလိုတစ်ခါမှမဖြစ်ဘူးဘူးအဲပြီးခဲ့တဲ့မိုးဦးကြကမှဆက်လို့ပြောရတော့မှာပဲခရမ်းကြောင်ပင်ဘက်က ပေတောင်တစီကိုကိုကရွာအလူကိုသွားကြတာလေအဲ့ဒီကဘိုးကလည်းဖွဲဖွဲလေးပါ လေကလည်းဒီလောက်ကြီးတိုက်တာမဟုတ်ပါဘူးကျတို့ရွာထက်ကရင်ခွဲစီရလေးအကျော်လေးရောက်ရောက်ပြုံးစိုးလေပြင်းတစ်ချက်မှုန့်လိုက်ပြီးတော့အဲ့ဒီပေတောင်ထုတ်နေသွားတော့တာပဲဆရာလေးရေနေခင်းကြောင်တောင်ကြီးဆရာရေဘာပြောကောင်းမလဲကျတို့ဒီရောလုံးပွက်လို့ရိုက်သွားတော့တာပေါ့ပေတောင်မမလူကအယောက်30ကျော်လောက်ပါတာကိုရောက်တော့ကဘလို့မဆဲလို့မရဘူး ဘယ်ကိုမျောတော့မှလည်းမသိဘူးနောက်ဆုံးတော့ဟိုရွာမှာတလောင်းပေါ့ဒီရွာမှာတလောင်းပေါ်နဲ့ကိုလိုက်ပြီးတော့ဆူရတာအောင်းဖို့ကောင်းတာကဒေတာကမိမတွေကြီးဆရာလေးရဲ့အရွယ်ကောင်းနေပါဗျာယောက်ျားလေးဆိုလို့ရင်ခွင်ပိုက်ကလေးတောင်မှသိဘူးအကုန်ပြန်ကယ်လို့ရတယ်အဲ့ဒီပေတောင်ပေါ်မှာဆရာလေးတို့ဌာနလေကုမျိုးနဲ့ပညာရေးမှုတောင်ပတ်လိုက်သေးတယ်မိကြည့်ပါလားအဲ့ဒီနောက်ပိုင်းမှာတော့ဆရာလေးရဲ့ရေရေရွှဲရွှဲဆိုနေတဲ့မိမတွေတိုက်ကို ဒီရွာထက်ကဇေယျလေးနားတော့ဝိုင်ဖြိုကနေဖြက်ကနေတွေ့တွေ့နေရတော့တာပဲကျွတ်တို့ရွာကလူတွေကတော့အကြောင်းတိဆိုတော့နင်းနေညာညာဘယ်တော့မှအဲ့ဒီဇေယျနဲ့ညောင်ဖေနားကိုမသွားကြဘူးရွာတော်လန်းကသာဖြက်လန်းလောက်ပြီးတော့သွားကြတော့တာရွာကမရောက်ဘူးတဲ့အဲ့ဒီဆောင်းတဲ့ဒီသားအခုလိုရောက်ရောက်သွားပြီးတော့အချောက်လက်ခံရတော့တာပဲရိုင်မှုကသူ့ရဲ့စကားဆုံးမှာဟင်းကနေတပြင်းရှိကြီးကိုချရင်တဲ့ကောင်းတဆက်ဆက်ညင်နေပါလေ ဆရာလေးကိုအောင်ဝင်ကလေးလူကြလဲရတဲ့ရေစုံမိမတတရဲ့ဇလန်းကို ပို့ပြီးတော့စိတ်ဝင်စားလာတာကြောင့်သူတိလူတော်များကိုဆက်ပြီးတော့မေးမြန်းလိုက်ပါတယ်နေမောင်ယာယီမှုရဲ့အဲ့ဒီ၆လနေတဲ့သူတွေကဘာကြောင့်မိမတွေကြီးဖြစ်နေရတာတော့နောက်ပြီးဘာကြောင့်အဲ့ဒီညောင်မိုးစိတ်ပင်ကြီးနဲ့ဆရာလေးနာကကြီးထွက်ပြီးတော့၆လန်းရတာတော့မြောက်ဆရာလေးရဲ့မေးကြောင့်ယာယီမှုကတွေ့တွေ့ကြီးစဉ်းစားနေရကလက်ထဲကစင်ပေါ်လေးကိုတစ်ချက်ရှက်ပြီး မိကိုတွေထောင်းကနေထနေရောမှုတ်ထုတ်လိုက်တယ်ပြီးတော့မှစကားကိုဖြည်းဖြည်းချင်းဆက်ပြီးတော့ပြောပါတယ်ဒီလိုဆရာလေးရဲ့ဒီဇလန်းကအဆက်ဆက်ရှိတယ်အခုလိုရာသပင်ဥပေါက်ပြောနေလို့ကတော့ဆရာလေးရေးလဲမှာမဟုတ်ဘူးတော်တော်လေးလူကြီးမိဘတွေပြောစကားကနေတဆင့်ပြန်ပြီးတော့ကြားသိရတာရွာကဘာပုံးရဲ့အကြောင်းကရှေးမီနောက်မီကပ်ပြကြီးပြောပြတာကတော့အဲ့ဒီဇရာလေးကရာသပင်ရှိတယ်တဲ့အကြောင်းတိတွေကတော့ ကိုလောင်စီရဲ့လို့ခေါ်ကြတာတဲ့ဇီရတခါကဥလူကလေးရဲ့တမီးတွေနဲ့ဒူမပြိုကြီးတွေပေါ့အရင်ကဥလူကလေးဆိုရင်ဒီနေ့တပိုင်းမှာမသိတဲ့သူ မရှိဘူးတဲ့ရွက်ရဲ့မျက်နှာဖုံးနဲ့ချမ်းသာတာကလည်းကြည်ကြည်တက်ဆိုပဲစဘာပွဲသားကြီးပေါ့ပွဲကတော်ကြီးဆုံးပြီးမိုးစိုးဘူးကြီးဘွားနဲ့တမီးတွေဒူမပြိုကြီးတွေနဲ့တဝင်းနဲ့အတူနေကြတာတဲ့တမီးတွေဒူမတွေကလည်းထက်ထက်မြက်မြက်တွေတဲ့ သဘာပွဲသားကြီးဦးလူကလေးနဲ့ပွဲကတော်ကြီးဒေါ်မင်းကလေးတို့ကမိုးစိုးညောင်ပင်တဲ့ဘက်မှာလူတိမြောင်ထင်ရှားသူများဖြစ်ကြပါတယ်။နှစ်ဖက်မိဘရဲ့မင်္ဂလာလက်ဖွဲ့လေကတရားကြောင်းကထွက်တဲ့သဘာပြင်သဘာရံမှာလက်မြင်ပြီးတော့တက်ညီလက်ညီရှိလာလို့လေအိုးအိမ်ခွဲပြီးတော့မကြမတင်ပါပဲ။တို့မောင်နှံရဲ့စီးပွားရေးကဒီရလာ အတက်ကြံနေပါတယ်။အိမ်တော်တဲ့၅နှစ်ကာလအတွင်းမှာသတ္တမီပွားစီရံမှာသတိမင်းကလေးအမွှော်ရကြီး နှစ်ကြိမ်ဆက်ပြီးတော့မွေးဖွားတဲ့အတွက်မအုံးမေမအုံးချင်းဘခင်တင်ဘခင်စင်းဆိုတော့ကလေးလေးရောက်အပြန်ရန်ထွန်းကွာလာခဲ့တယ်။လေပိုင်ချောင်းပိုင်ဖြစ်ရုံသာမက အဖက်ဘက်ကစီပွားရေးတွေတိုးတက်ပြီးလူယုံကြည်မှုရှိလာလို့လေလေထွက်စပွားကြေခွေရောင်းရတဲ့ဘဝမှာတဆင့်တက်ပြီးသမားပွဲစားနဲ့ဘွဲကတော်ကြီးဖြစ်ဒီယိုသေးရှင်ယိုသေးဘဝကိုတက်လန်းနိုင်ခဲ့ကြတယ်။သို့တော့လောကကြီးမှာကကြမှာဆိုတာကဘယ်တော့မှ ဘယ်သူကမှတပတ်ဆောင်နေအသာစီးကြီးချပေးတတ်တာတော့မဟုတ်ပါအဲ့ဒီကနှစ်ဝါထက်တဲ့နေ့ဖြစ်တာကြောင့်မဆိုးညောင်မင်းနေတဲ့ဝိုက်သားမကဒေတာအားလုံးလိုလိုပဲအလုံးရင်းနဲ့ရည်ကြီးတဲ့နေ့ဖြစ်ခဲ့ပါတယ်တနေ့လုံးလေစဘာအပျက်စီးများတယ်ဦးလူကလေးတို့မိသားစုစိုက်ပျိုးထားတဲ့လေကမြောင်းစုံရှုံတဲ့ပြင်လှောင်ထားတဲ့စဘာပြင်းနဲ့စဘက်ကြီးတွေပါရည်ထဲကိုမျောပါကုန်ပါတယ် အဆိုပါဆုံးသောကန္တရာရဲ့လှေစားချက်ကတော့ဒေါမင်းကလေးတို့ညီမနှစ်ယောက်ယုတ်တိရဲ့ဆုံးပသွားခဲ့တဲ့ဖြစ်ရပါပဲ။သဘာကပြက်လေကရှုံကစီပွားအကြဘက်ကိုရောက်နေလို့ဒေါမင်းကလေးမှာညီမဖြစ်သူကိုအဖို့ပြူရင်းနဲ့အညာဘက်ကိုတက်ကုန်ကူရန်အကြံနဲ့ဈေးစနီးနိုင်ရအသွားတဘုတ်မိုင်းခွဲတဲ့ရထားတွေမှာစီမီတာကြောင့်ညီမနှစ်ယောက်လုံးအသက်ဆုံးပါခဲ့ရပါတယ်။ညီမဖြစ်သူတို့ရွှေတင်မလေးကလေးငါးယောက်နဲ့မုံဆိုးမှဖြစ်လျောင်း မိမဘက်ကပါတဲ့လူမမဲဒူမရရဲ့တာဝန်ပေါင်းဝူလူကလေးရဲ့ခေါင်းပေါ်ကိုဆက်ရောက်လာခဲ့တယ်။ဒီလိုနဲ့ထိုစဉ်အွယ်ကလေးကပဲဝူလူကလေးဟောင်းလူမမဲရွေးကလေးတအိုးတမကြီးနဲ့ရုံးကန်ရင်ကဘဝကို တိတ်ကပြန်စားခဲ့ရပါတယ်။ကလေးတိုင်းနဲ့လောက်ကရန်ကို ရုံးကန်ရင်အိမ်တော်ရသားထူထောင်ရန်ကိုလည်းသူ့ရဲ့စိတ်မောရည်ရည်မှတော့မတွေးမိပါအခုကလေးကလူစမ်းလူစားမသိတဲ့ဦးလူကလေးမောင်သမီးတွေပြန်ပြန်အရွယ်ရောက်လာလို့ ိုကွယ်လက်ဖက်ဖြင့်အကူအညီရလာခြင်းမောင်းရခင်စပွားပွဲစားလုပ်ကိုပြန်ပြီးတော့စဖြစ်တယ်အကျိုးပေးလို့အကြောင်းထင်လာတော့မသိပါသူ့ရဲ့လုပ်ငန်းစတဲ့နေ့မှာပဲစပွားစီတွေထိုးတက်သွားခြင်းနဲ့ကြုံကြိုက်ပြီးတော့စီပွားရေးမှာဒီရလာတိုးတက်လာပြန်ပါတယ်အဖေမေရဲ့ပီဇာသွေးတွေအပြည့်ပါတဲ့သမီးတွေမှလည်းစီပွားရေးမျက်စိရှိသူများဖြစ်တာကြောင့်ရွှေပေါင်ခံငွေတို့ပေးကိုယ်စုံဆိုင်အလုပ်များနဲ့အတတီး ကြည်ပွားတိုးတက်နေရတာကြောင့်အိမ်တော်တောင်းမွေးလုပ်ကိုအေးမြတော်မလုပ်ကြပါဘခင်ဦးကြီးကိုလည်းတမီးတူမအပြူကြီးတိုက်တို့ကအင်းဦးကမားထားပြီးအကြံတော်ပြုစုလုပ်ကြွေးထားကြပါတယ်ဥပုသရေမြဆောက်တည်ပြီးတရားဘာဝနာများပွားရင်ဖရာတဲ့ကြောင်းဆောက်တဲ့အလုံးများနဲ့ပြောမနေတော့ဘခင်ကြီးကိုလည်းဂုံယူခြင်းနဲ့မဆုံးတပြုံးပြုံးနဲ့ရှင်နေကြတဲ့အချိန်မှာပဲဂျမမုံတိုင်းကတကြော့ပြန်လာတယ်လို့ ဆိုရမယ်ဖြစ်ပါ။ရဟိမူကြီးကသူ့ရဲ့စကားစကိုပြန်ပြီးတော့မဆန်းနေတော့အောင် သူ့ရဲ့အတွေးအကြံတွေကအတိတ်မှာအကြောင်းချင်းရာစီကို ပြန်လဲရောက်ရှိသွားခြင်းဖြစ်ပါတယ်။ဇာအုံးလေးပြဆိုတော့ဆရာလေးရဲ့တတိပေးစကားစံကိုကြားတော့မှသူ့ရဲ့ဇလန်းကိုပြန်ပြီးတော့ဆက်တယ်။အဲ့ဒီဥလူကလေးရဲ့သမီးပြိုကြီးမတွေကဒီနေ့သူတို့အိမ်မက်ရရွာထိပ်မှာဇရက်လူမဲ့ဆိုပြီးတော့ဇရက်ဆောက်ကြတယ်တဲ့ အဲ့ဒီတရေဆောက်လို့ပြီးတတ်တဲ့ညမှာပဲအပြူကြီးမရရဲ့ဖေမုတ်ဆိုးဘူးကြီးကသူတို့အိမ်မှာတောက်တို့မရခိုင်းတဲ့ရွာထဲကစင်စင်ရဲ့ကောင်မလေးကိုခုတ်ပြတာတဲ့အဲ့ဒီတရင်ကတရွာလုံးပြန်သွားတော့အားလုံးကဝိုင်းပြီးတော့မင်းကိုကြောက်တော့ဗောဆရာလေးရဲ့ဖဲ့နေဇီရတကာအကြောင်းတကာကြီးဆို အခုတော့ဘွားဘွားကြီးကိုပေါ်လာတော့တာဗောကျောင်းသူတို့ကြွတခိုးကြီးပါလားညာလားဗောအဲ့ဒီမှာရင်ဆရာလေးရေဘာပြောကောင်းမလဲအပြူကြီးမရကစိတ်ကလေးကြီး ထက်ကလည်းထက်ဆိုတော့ကလူပေါ်လည်းမကောင်းမဖော်ဝင်အောင်တက်တလုံးအရှက်ကွင်းနဲ့နေရမယ်ဆောင်အရှက်နဲ့အသက်လေးပြင်းမဲ့ဆိုပြီးတော့အကုန်အစိတ်တော့သေးကြတာသမီးတွေရောဒူမတွေရောကိုးရောက်တော့နဲ့သူတို့ဆောက်တဲ့ဇီရက်တော့ရေစက်ချမတော့ရှာဖို့ဆိုပဲအဲ့ဒီဇီရက်ကိုလည်းအကြောင်းသေးတွေကကိုးလောင်းဇီရက်လို့ခေါ်ကြတယ်ဆရာလေးရဲ့ရာယီမှုရဲ့စကားအဆုံးမှာတော့ဆရာလေးကိုအောင်မွင့်တယောက်လော်ဂီထုတ်ပတ်လူလူစက်ရဲ့ထူးခြားစံကျဖြစ်ရဲ့မန်ဇလန်အတွက်ကို စစ်စစ်တွေးရင်ကပတ်ပြင်းရှည်ကြီးချမိတယ်ရုပ်ရှင်တွေဝတ္ထုတွေထဲမှာဖက်ဖူးကြည့်မှုတဲ့ဇလန်ဇက်ကွက်တွေထက်ကို ပို့ပြီးတော့အန်ဩဘာနဲ့တွေ့ရတဲ့ဖြစ်ရဆံပါကလားဒီနောက်မှာတော့ဆရာလေးကိုအောင်မင်းမိုးစိုးညောင်မင်းရွာလေးမှာ ပြောင်းရွှေ့မင်းကြပြီးအနေနဲ့ရရကိုရွှေပြောင်းတော်ဝင်ထန့်ဆောင်ကြရပါလိမ့်တို့ကဲ့သို့တနေ့တကြေးကိုရောက်နေစမှာပဲသူစိတ်ဝင်စားရှိနေတဲ့မိုးစိုးညောင်မင်းရွာရဲ့တည်င်းကိုနာဆွံလျက်ရှိအောင် သူထံကိုရောက်လာတဲ့သတင်းအချက်အလက်များကတော့အစိုးရကိုလုံးစည်းမှာဥလူကလေးရဲ့သမီးတူမများဖြစ်တဲ့ဝမ်ဝဲညီမကိုရောက်မှာမကြွလွကြကြောင်းညီမကိုရောက်အစိတ်တော့မသိခင်မှာဖခင်ကြီးနဲ့နမိတ်မတို့စံစားမှာဆိုသဖြင့်မိသားစုပိုင်းနဲ့ယတနာပစ္စည်းတွေကိုမြေစင်အိုးသုံးလုံးမှာထည့်ပြီးညောင်မေချင်းရဲ့တနည်းမှာတိတိစိတ်မြုံနှံထားခဲ့ရမှာအစွဲစိတ်ကြောင့်အဆောင်ဖြစ်ပြီးပြန်လည်စောင့်ကြည့်နေရကြောင်း ထိုအဆောင်ညီမကိုရောက်ကျွေလွရမယ့်အချိန်မှာရွာထိတ်ကိုတတဲဆဲဆဲရောက်ချလာတော့ပေထောင်လေးမှကန်နေသူများမှလူစားလက်ခံလဲရခြင်းဖြစ်ကြောင်းနဲ့လူစားလေးရမှလည်းဖေကြီးယူလိုက်တဲ့နောင်မိမကိုမကျင်တဲ့အဆွဲစိတ်တွေကြောင့်မိတွေးရင်မိမငယ်လေးများကိုခေါ်ပြီးတော့ရွေးကြခြင်းဖြစ်ကြောင်းစားတဲ့ဖြစ်ရဖို့ဖို့ဇလန်းဆောင်ကိုကြာတိခဲ့ရခြင်းဖြစ်ပါလေ DPS ရဲ့နောက်မှာတော့မိုးဆိုးညောင်ပင်ရွာလေးကိုရောက်ရှိလာတဲ့မြည်သည့်အဲ့ဒီဆောင်တဲ့ အရွယ်ငယ်မင်းမျိုးမဆိုးမစိုးညောင်မင်းရွာဇေယလေးရဲ့ရှိမကုံလန်ဖြစ်စေရေလန်ဖြစ်စေပြစ်တန်းသွားလာခြင်းမြောင်းမပြုတ်ဝင်ကြတော့ဘူးဆိုတော့အကြောင်းကိုလည်းနေကုန်းကမ္ဘတ်တရင်တရအနေနဲ့နောက်ဆက်တွေကြာတိခဲ့ရပါကြောင်းစာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲတည်တည်ရင်ဘူးထူးခြားစမ်းကြည့်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် အစောင်းဒီလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့တင်ပြမှုစကားတွေကိုညင်တွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြီးစံ channel လေးကနေထူးခြားဆန်းခြင်း လောဘဆန်းခြင်းဒိဋ္ဌိယံဘုပါရလောကကမိယယမတံဘုခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ